မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်တွေအတွေ့အကြုံကကင်ဝင်ပြီးကိုစိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်အားစပြီးရော PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်မကတော့ချူပါ။ဒီနေ့မေလ2ရက်တောက်ကြနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ တရုတ်နိုင်ငံရဲ့မြန်မာအရေးကြားဝေဖြန့်ဖြေးမှုတွေကဆင်အာနာရှင်စနစ်အသက်ဆိုးရှည်အောင်မဖြစ်သင့်ဘူးလို့ယာယီတမနဒူဝါလက်ရှိလပြောကြားလိုက်တဲ့တဲ့ဂျာကာလာဒေသန္တရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဘိုဟိုကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့လူခွေရင်ဆိုင်ရာတာဝန်ခံတွေအတွက် လူခွေရင်နှိပြသင်တန်းစင်ပွဲ ပြုလုပ်ခဲ့တဲ့တဲ့အစံဖက်စစ်ကောင်စီရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်နေနာခဲ့ရတဲ့တပိတ်ချင်းမြို့နယ်ကပြည်သူတွေကိုမန္တလေး PDF ကထောက်ပံ့မှုတွေပြုလုပ်ခဲ့တဲ့တဲ့ ဟာလီကွိတ်စခန်းတိုက်ပွဲမှာလက်နက်ချဖို့ငင်းဆန်တဲ့အကျန်းဖက်ဘိုးကြီးကိုတပ်သားတွေကနောက်ကနေပစ်တက်လိုက်တဲ့ဆိုတဲ့သတင်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းကြီးဆန္ဒပြလူထုတပိတ်သတင်းတွေပဲဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့မြန်မာအရေးချားဝေဖြန့်ဖြေးမှုတွေကဆရာနာရှင်စနစ်သက်ဆိုးရှိအောင်မဖြစ်သင့်ဘူးလို့ယာယီတမနဒူဝါလက်ရှိလာပြောကြားလိုက်တဲ့သတင်းကိုပထမအဆုံးတင်ဆက်ပေးစီပါမယ်။ တရုတ်နိုင်ငံရဲ့မြမအရေးချားဝေဖျက်ဖြေမှုတွေကဆင်အနာရှင်စနစ်သက်ဆိုးရှေအောင်မဖြစ်သင့်ဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရယာယီတမနအတူဝါလက်ရှိလာကပြောကြားလိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ73မီဆောင်2025အစိုးရအစည်းအဝေးကိုဧပြီလ29ရက်နေ့မှာပြုလုပ်ခဲ့ရာယာယီတမနကအခုလိုမျိုးထည့်သွင်းပြောကြားလိုက်တာပါ။တရုတ်ရဲ့မြမအရေးချားဝေဖျက်ဖြေမှုတွေဟာဆင်အနာရှင်စနစ်သက်ဆိုးရှေအောင်မဖြစ်စေသင့်ဘူးလို့ထင်ပါတယ်။ ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အပါအဝင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအနေနဲ့လည်းတရုတ်ရဲ့ဂျားဝင်ဖျက်ဖြေမှုတွေနဲ့ပတ်သက်ပြီးဖြစ်တဲ့ဖြစ်တိုက်တဲ့မှုတွေအပေါ်မှာအခြေခံမှုနဲ့ကျွန်တော်တို့အားလုံးတိုက်တွန်းနှိုးဆော်သင့်တယ်လို့ယူဆပါတယ်လို့ယာယီသမ္မတကပြောကြားလိုက်တာပါတရုတ်အနေနဲ့မြန်မာအရေးမှာတက်တက်ကြွကြွဝင်ရောက်ဖြန့်ဖြေးမှုကိုမငင်းပယ်ပေမဲ့တစ်ဖက်မှာလည်းယခုထက်ပုံမိုကျဲပြဲတဲ့ချင်းကပ်မှုတွေနဲ့ဂျားဝေဖြန့်ဖြေးမှသာရေရှည်အတွက်စိန်းနီကောင်းဖြစ်တယ်ဆိုတာ ਨੇ တရုတ်နိုင်ငံရဲ့ယခုလက်ရွက်တွေကမြမအရေးကိုလက်တလောအနာတတယုံစိတ်မိတို့လောက်နဲ့ကျင်းနဲ့တင်းတယ်ရမလို့ဖြစ်နေတယ်ဆိုပြီးတော့လေယာယီတမရကပြောကြလိုက်ပါတယ်နွေဦးတော်လင်းကြီးဟာပြည်သူလူထုတရက်လုံးရဲ့လွတ်လပ်ရေးနဲ့ပြည်သူအကျိုးစီးပွားအပြည့်အဝရရှိရေးအပေါ်မှာအခြေခံတယ်လို့လည်းယာယီသမ္မတကပြောကြားခဲ့ပါတယ်။ဒါ့အပြင်တရုတ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရအပေါ်မှာအမျိုးမျိုးသောထင်ကြေးတွေနဲ့ချင်းကပ်ထင်မြင်နေတာကြားပြီးဖြစ်ကြောင်း အစိုးရအဖွဲ့အနေနဲ့ဒီအချက်ကိုလည်းလေးနက်စွာကင်တွဲဖြေရှင်းဖို့လိုကြောင်းအစိုးရအဖွဲ့ဟာတရုတ်ရဲ့ရန်သူမဟုတ်ကြောင်းတရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမဲ့အဖွဲ့မဟုတ်ကြောင်းဆိုတာနဲ့တိတိကျကျထုတ်ဖော်ပြောဆိုနိုင်ဖို့လိုကြောင်းအမျိုးသားညီညွတ်ရေးအစိုးရဟာတရုတ်နဲ့ပတ်သက်ရင်ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမှုကိုအခြေခံတဲ့နိုင်ငံသားရေးသဘောထားရှိကြောင်းဒါကြောင့်အစိုးရအဖွဲ့ဟာတရုတ်ရဲ့ရန်ပတ်အင်အားစုတစ်ခုလည်းမဟုတ်ဘူးဆိုတာပွပွင့်လင်းလင်းထုတ်ဖော်ပြသတင်ကြောင်း မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရုတ်ရဲ့အကျိုးစီးပွားတွေနဲ့ပတ်သက်ရင်လည်းအမျိုးသားညီညွတ်ရေးအစိုးရဟာတရုတ်အတွက်စွန့်ရခလုတ်အဖြစ်ရှိနေမှာမဟုတ်ပဲမိဖက်အနေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုတရုတ်ဘက်ကသတင်းစကားပါတင်ကြောင်းကိုလည်းထည့်သွင်းပြောကြားခဲ့ပါတယ်ရှင်ဆက်လက်ပြီးတော့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘ ਹੁ ကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့တည်င်းကိုတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီအစည်းအဝေးအမှတ်စဉ်16မေလ2025ကိုမေလာတရက်မနက်7:00နာရီမှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးကိုဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီဥက္ကဋ္ဌပြည်အောင်စုဝင်းကြီးချုပ်မန်းဝင်းခိုင်တန်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့တက်ရောက်လာကြတဲ့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူဟိုကော်မတီအဖွဲ့ဝင်တွေက15မေဆောင်2025မှာချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့ပြီးစီးမှုအခြေအနေဆက်လက်ဆောင်ရွက်ရဲ့ကျက်ရှိနေတဲ့လုပ်ငန်းစဉ်တွေကိုချပြရှင်းလင်းခဲ့ပါတယ်။အဲဒီနောက်တက်ရောက်လာကြတဲ့ဝင်ကြီးဌာနရဲ့တာဝန်ရှိသူတွေကလုပ်ငန်းဆောင်ရွက်ချက်များကိုအကြေတဝိဆွေးနွေးခဲ့ကြပါတယ်။အဆိုပါအစည်းအဝေးကိုပြည်အောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တမ်းမှဦးဆောင်က ပြည်အောင်စုဝင်ကြီးများဒုတိယပြည်အောင်စုဝင်ကြီးများ အမြဲတမ်းအတွင်းဝင်များတွဲဖက်အမြဲတမ်းအတွင်းဝင်များဌာနဆိုင်ရာမှများတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်အခုဆက်လက်ပြီးတော့လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေအတွက်လူ့အခွင့်အရေးနီးပြတင်နန်းစင်ပွဲပြုလုပ်ခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းကလူခွေရေးဆိုင်ရာတာဝန်ခံတွေအတွက်ဖွင့်လှစ်ပို့ချခဲ့တဲ့လူခွေရေးနီးပြသင်တန်းဆင်ပွဲကိုဧပြီလ30ရက်နေ့ကအောင်မြင်စွာကျင်းပပြုလုပ်ခဲ့တယ်လို့လူခွေရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အဆိုပါသင်တန်းကိုဧပြီလ24ရက်ကနေဧပြီလ30ရက်နေ့အထိ9ရက်တာကျင်းပပို့ချခဲ့တာဖြစ်ပါတယ်။အဲ့ဒီသင်တန်းကိုလူခွေရေးဆိုင်ရာဝန်ကြီးဌာနနဲ့နီးမြချင်းမြန်မာအဖွဲ့တို့ကပူးပေါင်းကျင်းပခဲ့ပြီးသင်တန်းသား18ဦး တင်နန်းသူ၁၀ဦးစုစုပေါင်း28ဦးတက်ရောက်ခဲ့ပါတယ်။တင်နန်းမှာလူ့ဖွံ့ဖြိုးအတိတ်ပင်နဲ့တမိုင်းကြောင့်အပြည်ပြည်ဆိုင်ရာလူ့ဖွံ့ဖြိုးစာတမ်းပါအခွင့်အရေးတွေမြေပြင်အခြေအနေတွေနဲ့ဆက်ဆက်တဲ့တရားမျှတမှု ဖော်ဆောင်နိုင်ဖို့နည်းလမ်းတွေလူ့ဖွံ့ဖြိုးဆိုင်ရာဥပဒေတွေစင်ပွားတင်နန်းပို့ချဖို့တင် जा မှုအထောက်အကူပြုပစ္စည်းအသုံးပြုပုံတွေစာရတွေကိုတင် जा ပို့ချခဲ့ပြီးမြေပြင်လူ့အခွင့်အရေးတင်နန်းပြန်လည်ပို့ချနိုင်မယ့်အစီအစဉ်တွေကိုပါရေးဆွဲချမှတ်နိုင်ခဲ့တယ်လို့အသိပေးထားပါတယ်။ ဒီသင်တန်းကိုတက်လိုက်တော့ trainer တယောက်ရဲ့ကြီးလေးတဲ့တာဝန်ကိုပို့ပြီးတည်လိုက်ရပါတယ်။အခုလိုဝင်ကြီးဌာနရဲ့ညီမချင်းမြန်မာတို့ကစနစ်တကျသင်တန်းပို့ချတဲ့အခါမှာကျွန်တော်အနေနဲ့အဓိကပို့သင်ယူလိုက်ရတာကတော့သင်ယူညှိုးတန်းရေးဆွဲတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အသိဉာဏ်ကြောဖို့အိတ်တွေကိုပစ္စည်းပစ္စည်းရအဆုံးထည့်ပေးလိုက်သလိုပါပဲ။ဆရာတို့ပို့ချပေးတာတွေကိုအကောင်းဆုံးအသုံးချသွားပါမယ်လို့ဒီနေရာကနေဂတိပေးပြောကြားလိုပါတယ်လို့သင်တန်းသားတအူးကပြောပါတယ်။ အစိုးရတင်နန်းကိုတက်ရောက်လာတဲ့တင်နန်းသားတွေကလူခွင့်ရေးတင်နန်းတွေကိုအုပ်ချုပ်ရေးကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့ပြည်သူလူထုစီကိုစင်ပွားတင်နန်းတွေအဖြစ်ပို့ချသွားမယ့်အစီအစဉ်တွေဟာချမှတ်ခဲ့ကြပါတယ်ရှင်။ထမမီတင်ဆက်ပေးမှာကတော့အကျန်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်နေနာခဲ့ရတဲ့တပိတ်ချင်းမြို့နယ်ကပြည်သူတွေကိုမန္တလေး PDF ကထောက်ပံ့မှုတွေပြုလုပ်ခဲ့တဲ့သတင်းဖြစ်ပါတယ်။ အကျန်းဖက်စစ်ကောင်စီရဲ့အစဉ်ချင်းမဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ဒေနာခဲ့ရတဲ့မန္တလေးတိုင်းတပိတ်ကျေးမြို့နယ်လေကြကျေးရွာနယ်ရေထွက်ကျေးရွာရှိအိမ်တော်စုတွေကိုဧပြီလ28ရက်နေ့မှာသွားရောက်တွေ့ဆုံပြီးထောက်ပံ့ကြေးတွေပေးအပ်ခဲ့တယ်လို့မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF ကဒီနေ့ညမှာထုတ်ပြန်လိုက်ပါတယ်အကျန်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဧပြီလအတွင်းတပိတ်ကျေးမြို့နယ်လေးကျကျေးရွာနဲ့ရေထွက်ကျေးရွာတွေရှိ ပြစ်မဲ့ပြည်သူ90ဦးဝင်းကျင်အသက်ဆုံးရှုံးခဲ့ရပြီးတော့80ဦးဝင်းကျင်ကထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင်ပြည်သူပိုင်းအိုးအိမ်များစွာပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။အခုတစ်ခါမှာတော့ဟာလီကွိတ်စခန်းတိုက်ပွဲမှာလက်လက်ချဖို့ငင်းဆန်နေတဲ့အကျဉ်ဖက်ဗိုလ်ကြီးကိုတပ်သားတွေကနောက်ကနေပစ်တက်လိုက်တဲ့တဲ့တင်ကိုတိဆက်ပေးခြင်းပါတယ်။ တနင်္လာရီတိုင်းတဝဲခရိုင်တဝဲမြို့နယ်မောင်မဲရှောင်ကျေးရွာနီးမှာဖြစ်ပွားတဲ့ဟာလီကွိစခန်းတိုက်ပွဲမှာလက်လက်ချဖို့အတွက်ငင်းဆန်တဲ့အကြမ်းဖက်ပိုးကြီးကိုတပ်သားတွေကအနောက်ကနေပြစ်ခတ်တပ်ဖြတ်လိုက်တယ်လို့ဗျူဟာ33စစ်စေးရင်မူစောရကိုက PPTV ကိုပြောပါတယ်။ကွန်ဖမ်ဖြစ်ပါတယ်။ကြီကနောက်စိတ်ကနေဝင်နေ5.56ကြီဖြစ်တယ်လို့စစ်စေးရင်မူစောရကိုကအတည်ပြုပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဧပြီ26ရက်မနက်6နာရီခန့်မှာမောင်မဲရှောင်ကျေးရွာအနီးရေးတဝဲအမှတ်၈ပြည်အောင်စုလမ်းမပေါ်မှာရှိတဲ့အကျန်းဖက်စစ်တပ်ရဲ့ဟာလီကွိတ်စခန်းကိုညီနောင်မဟာမိတ်ရဲဘော်တွေကပစ်ခတ်တိုက်ခတ်ခဲ့ပါတယ်။အလီတိုက်ပွဲမှာအကျန်းဖက်စစ်တပ်ကဗိုလ်ကြီးတအူးသေဆုံးပြီးတပ်သား16ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ဧပြီ28ရက်မှာ Viewer 33စစ်စီရင်မှုက PPTV ကိုအတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်တပ်သားတွေကအစံဖက်ပိုကြီးရဲ့နောက်ဆက်ကိုတနက်နဲ့ပြစ်ခတ်ပြီးလက်လက်ချခဲ့တာလို့သတင်းတွေထွက်ပေါ်လာတဲ့အပေါ်အတီးပြုတ်မေးမြန်းခဲ့ရမှာဖြူဟာ33စစ်စီရင်မှုစောဒါကိုကဟုတ်မှန်တယ်လို့အတီးပြုတ်ပေးခဲ့ပါတယ်။ဒီဖြစ်စဉ်ကအစံဖက်စစ်တပ်မှာတက်အတွင်းပြုတ်ပွဲမှုအကြောင်း အကြီးကြီးဖြစ်နေတယ်လို့လည်းစေရေးလိလာသုံးသက်သူတို့ကမှတ်ချက်ပြုထားပါတယ်။ဒုစစ်ကောင်ဆောင်စိုးဝေးပစ္စက်ကထွက်ထားတယ်လေ။မင်းတို့ဖြစ်မင်းတို့ခံဆိုပြီး PDF တွေနဲ့တိုက်လို့ရှောင်းရင်မင်းတို့ဘာသာခံဆိုပြီးတော့ သူတို့ကြတော့နေပြည်တော်ကနေကြောက်လို့မထွက်ရဲဘူးလေအဲ့တော့အောက်ခြေတက်သားတွေကလည်းတေမှကြောက်တယ်အရာရှိဆိုတဲ့ကောင်းတွေကသခင်အားရဂျုံဘာဝတွေအဲ့ဒီတော့အခုလိုနောက်ကြီးတွေကရှိနေမှာပဲနောက်ထပ်နောက်ထပ်တွေလည်းရှိနေမှာပဲတခုပဲပြောချင်တာရှေ့က PDF တွေကြည့်ရောနောက်ကြည့်ရောကြောက်တယ်ဆိုရင်တက်ဖွဲ့သားတွေကိုပါအပါခေါ်ပြီးအလင်းဝင်ရောက်ကြပါလို့စည်ရေးလေးလာသုံးသက်သူတို့ကမှတ်ချက်ဖြူထားပါတယ် ဟာလီဝုဒ်စကန်တိုက်ပွဲကိုတဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒူရကစစ်ကြောင်းဦးဆောင်မှုနဲ့ဒေါနာတက်ရင်ချိန်မုံရေးတပ်ခွဲခုနှစ် LPF ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF KNU တပ်မဟာလေတက်ရင်စနစ်တပ်ခွဲငါအော်အော်စစ်ကြောင်းတဝယ်ဂါရီလာ Revolutionary Force DGRF Tawain People Liberation Force TPLF Sky Coast Drone Force SGDF ဖက်ဒရယ်ဒူဝန်ကျဲအပတဖွဲ့အရှိတောင်ပြည်သူကာကွယ်ရေးအင်အားစုတို့စုပေါင်းပြီးတိုက်ခိုက်ခဲ့ကြတာပါရှင်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆင်ရနာရှင်အမြင့်ပြည့်ချိန်မုံရင်လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားပါမယ်။ဘုတ်တလင်မြို့နယ်ပင်မသပိတ်စင်ကြောင်းက135ကြိမ်မြောက်ပြည်ပဆိုင်ရာကပအလုတမားနေ ရေပေါ်စီဝါဒဆန့်ကျင်ကြဖိရင်ကြွထိရင်ချအလုတ်သမားတို့သွေးစိညင်ညွတ်ကြစာသားကန်ဆောင်ပြီးအကျန်းပတ်စစ်တဲ့ကြာရှုံးရေးဆန္ဒပြတပိတ်ပြုလုပ်ခဲ့ပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကဘုတလင်မြို့နယ်ဒေါင်းရစာပင်မတပိတ်စစ်ကြောင်းရေပေါ်စီဝါဒဆန့်ကျင်ကြဖိရင်ကြွထိရင်ချအလုတ်သမားတို့သွေးစိညင်ညွတ်ကြပြည်သူအကျိုးစီးပွားကိုရှေးရှုကြ ကိုကျိုးစွညပြည်သူအကျိုးတည်ဖို့ကြနဲ့ပြည်သူဆန္ဒထက်ကြီးမြတ်သောအရာမရှိဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရင်းမဲ့ပေမျိုးနယ်မှာတပိတ်၃ခုပေါင်းပြီးကပအလုတ္တမနှင့်အထိမ့်မှန်နဲ့ဆင်ရနာရှင်တော်လန်ရေးခြေတက်ဆန္ဒပြခဲ့ကြပါတယ်ဆန္ဒပြတော်လန်ပြည်သူတွေကအောင်လန်လွှင့်မီ တောင်းသွင်းနေတဲ့တပိတ်စစ်ကြောင်းအောင်လန်လွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့ ရင်းမပင်ဆလင်းကြီးရွာပေါင်းစုတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟေကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါရှင်။ဒါတော့မေလ၂ရက်သတင်းတွေနဲ့လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝပေးလူလုပေးဆိုတဲ့ဘေးနဲ့သွေးကနေကင်းဝေးနိုင်ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။